မကောင်းဆိုးဝါးလက်ကနေသူ့တခင်ကိုကာကွယ်ပေးခဲ့တဲ့သစ္စာရှိခွေးလေးဇလန်းလေးရဲ့အစမှာတော့အင်ဒီလိုခေါ်တဲ့ရွှေရောင် retriever ခွေးလေးတစ်ကောင်ကသူ့တခင်တော့ရဲ့ခြေရင်းမှာညီသက်စွာအိပ်ပျော်နေခဲ့ပါတယ်နိုလာတော့ခွေးလေးကတီဗီဖွင့်ထားတဲ့အခန်းထဲကိုလှည့်ပတ်ကြည့်ရှုပါတယ်ဒါမှမဟုတ်သူ့တခင်ကမလုံးမရှက်ထိုင်နေပြီးတော့သူ့ပါဇက်ထဲကသွေးတွေကလည်းဖုံးပေါ်ကိုစီးကျနေရာကိုချက်ချင်းတတိထားမိခဲ့ပါတယ်သူကိုကိုဖုန်းခေါ်လို့မရတဲ့အတွက်တောက်ကဲညီမဗီရာကအခန်းထဲကိုဝင်လာခဲ့တာပါ နောက်တစ်ခါမှာတော့အိန္ဒိယရဲ့ဘဝဖြစ်စဉ်ကိုပြန်ပြောင်းပြောပြနေတာပါ။အိန္ဒိကခွေးပေါက်စာလေးဘဝကလေးကသူ့တခင်လက်ထဲရောက်ရှိလာခဲ့ပြီးတော့သူ့တခင်နဲ့အတူအချိန်ကြာမြင့်စွာပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့စာပိုင်းမှာဖြစ်ပွားခဲ့တဲ့မတော်တဆမှုကြောင့်သူ့တခင်ကစီစစ်ကြေးရယူပြီးတဲ့နောက်မှာဈေးရုံနီးမှာအိန္ဒိနဲ့တော်ရုကပြန်ဆောင်ခဲ့ကြပါတယ်။မကြာခင်မှာပဲတော်ကခွေးလေးနဲ့အတူတောနဲ့ထဲကကွယ်လွန်သွားတဲ့သူ့ဘိုးရဲ့အိမ်စီကိုထွက်ခွာလာခဲ့ပါတယ်။မော်ရီယွာနီရဲ့ဂျာကကားဆက်မောင်းနိုင်မှုအတွက်တောကချန်တကားကိုဖွင့်နေတော့ ကားရဲကအင်ဒီကတော့ဘရင်ဘောက်ကနေအပြင်ဘက်မြင်ကွင်းကိုမြင်ကြည့်နေခဲ့ပါလေ။အပြင်ဘက်ကမြင်ကွင်းကကျောင်းဝဲဖွယ်ကောင်းလောင်ကိုတွေးရောက်တန်းနေခဲ့တာပါ။သူတို့ကမိုးရဲလေထဲမှာလမ်းကျမ်းပေါ်ကားမောင်းနေတော့ဗီဒါကဖုန်းခေါ်လာခဲ့ပါလေ။သူ့ကိုထွက်သွားတဲ့အတွက်ဗီဒါကစိုးရိမ်နေခဲ့ပြီးတော့သူတို့အဖိုးရဲ့အိမ်နဲ့ပတ်သက်တဲ့ကျောင်းဝဲဖွယ်ရာဒဏ္ဍာရီတွေရှိနေတဲ့အကြောင်းလည်းပြောပြခဲ့ပါလေ။သူကအဲ့ဒီမှာတရားရီရှိနေတယ်လို့ထင်နေခဲ့တာပါ။ဒါပေမဲ့လည်းဒိတ်တိစိတ်နေခြင်းနဲ့တော့ကတော့ဒါရီကိုဘူးမဆိုင်ပဲနဲ့လက်လူရှုခဲ့ပါလေ။ သူ့ဘိုးအိမ်ကိုရောက်တဲ့အခါမှာတော့တောကခွေးလေးကိုလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်။တက်တောင်တက်တာရှိတဲ့ကားထဲကနေမထွက်ကျင်တဲ့အင်ဒီကတော့မသွားကျင်သွားကျင်လည်းပဲမရင်းနှီးတဲ့ပဝင်းကျင်အစ်စီကိုလိုက်လာခဲ့ရပါတယ်။သူတို့နှစ်ယောက်က AC ကိုတူတူသွားခဲ့ကြတာပါ။တောကလည်းတန်ကျိုးနဲ့တောခတ်ထားတဲ့ပစ္စည်းတွေတကားကိုဖွင့်နေတော့ခွေးလေးကတော့စိုးရင်တကြီးဟိုကြီးဒီကြီးနဲ့ကြည့်နေခဲ့ပါတယ်။အိမ်ထဲမှာရှုပ်ပွားနေခဲ့တဲ့အခါမှာတော့ခွေးလေးကလည်းအဲ့ဒီခြေနေကိုသဘောမကျခဲ့ပါဘူး။လျက်စီလက်တဲ့အလေးအောင်ကိုအားပြုပြီးတော့သူကအိမ်တွင်းပိုင်းကိုတေချာကြည့်နေခဲ့ပါတယ်။ ။အင်ဒီကလေကားနဲ့ဆင်းသွားရတဲ့မြောက်ခမ်းတကားကိုစိုက်ကြည့်နေခဲ့ပြီးသူ့သခင်ကအဲ့ဒီနားမှာလျှက်ဆက်ပုံးကိုလည်းပြင်နေခဲ့ပါရဲ့။လျှက်ဆက်မီပြန်ရအောင်လုပ်ပြီးတော့တော့နဲ့အင်ဂျီတို့ကပေါ်ရက်ကအိတ်ခမ်းကိုတွားခဲ့ကြပြီးအရင်နေထိုင်ခဲ့တဲ့အဖိုးရဲ့မှတ်တမ်းဗီဒီယိုတွေကိုဖွင့်ကြည့်ခဲ့ကြပါရဲ့။တော့ကသူညီမကိုသူတို့ဘေးကင်းစွာရောက်ပြီးဖေတောင်ဖုံးဆက်ပြောနေတော့အင်ဒီကဈေးညံလမ်းမှာတခုခုရှိနေတာကိုကြည့်နေခဲ့ပါရဲ့။အဲ့ဒါကြောင့်ခွေးလေးကဘာလဲဆိုတာသိကျင်လာခဲ့ပြီးတော့ပြင်ကိုထွက်လာပါတော့တယ်။ ။လိုက်ရှာရင်းနဲ့ပဲအိန္ဒိကအိမ်ရှိတကားကိုရောက်သွားခဲ့ပြီးအိမ်ကန်းထဲကရှုပ်ပွားနေတဲ့ဗီရိုရှိကိုလည်းရောက်လာခဲ့ပါတယ်။ရုဒိယသူကလူတယောက်ကိုခေါ်နေတဲ့အတန်ကိုကြားလိုက်ရပြီးတော့တောင်းတနေရမှာအရေးမဲတစ်ခုကိုမြင်လိုက်ရပါတယ်။သူကြည့်နေတော့မှပဲအဲဒီရဲကပို့ပြီးတော့ကြီးလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူတခင်ကလာခေါ်တဲ့အခါမှာတော့အင်ဒီတယောက်အာယုံလွင်သွားခဲ့ပါတယ်။လနေရမီနဲ့သူတော်ကန်းကိုကြည့်လိုက်တဲ့အခါမှာတော့အမောင်တို့ကပျောက်ကွယ်သွားခဲ့ပြီးသူတခင်ကလည်းသူ့ကိုအိတ်ဖို့ခေါ်ခဲ့ပါတယ်။ မနေ့ရောက်တော့တောင်းတဲ့အင်ဒီယိုကတောအုပ်ထဲလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။အရွတ်မရှိတဲ့သစ်ပင်တွေအောက်ကမြေကျောက်တွေပေါ်လျှောက်သွားရင်းနဲ့တောကသူ့ရဲ့ဘိုးနဲ့မွေးချင်းတွေကိုမြှုပ်နှံထားတဲ့တုတ်တန်ကိုသူ့ကိုခေါ်သွားပြေးခဲ့ပါတယ်။သူ့သခင်ကအပေါ်သွားဖို့ခဏလောက်ထပ်သွားတဲ့အခါမှာတော့ခွေးကလေးကလည်းစိတ်ဆီဆီနဲ့ထိုင်ဆောင်နေခဲ့ပါတယ်။အဲဒီချိန်မှာသူ့နောက်ွယ်ကနေရေတခုကချင်းကပ်လာတာကို သူကသတိမထားမိခဲ့ပါဘူး။ဝဇုံဝေထားတဲ့အဲ့ဒီရေက Richard လို့ခေါ်တဲ့အိမ်ကြီးချင်းဖြစ်နေခဲ့တာပါ။သူကတော့ရဲ့ဖိုးနဲ့ရောတော့နေပါတီးခဲ့တာပါ။ ူကမြေခွေးတွေကိုမဲလိုက်နေတာဖြစ်ပြီးတော့တောထဲမှာထောင်ချောက်တွေပြည့်စင်ထားတဲ့အကြောင်းနဲ့အင်ဒီကမတော်တဆထောင်ချောက်မမိအောင်လို့တတိပေးခဲ့တာပါရစ်ချက်ကွယ်လွန်သွားတဲ့သူ့ဘိုးရဲ့ရုပ်လောင်းကိုသူရှာတွေးခဲ့တာဖြစ်ပြီးတော့ဒန်နီလို့ခေါ်တဲ့သူ့ရဲ့ခွေးလေးကတော့အဲ့ဒီနောက်ပိုင်းပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်သူတို့ကစကားပြောနေတုန်းမှပဲခွေးလေးကလဲနေတဲ့တကောင်းလေးကိုဝင်သွားပါတော့တယ်အဲ့ဒီထဲမှာအယောင်တောက်နေတဲ့မျက်လုံးနှလုံးကသူ့ကိုစိုက်ကြည့်နေလို့ပဲဖြစ်ပါတယ်အဲ့ဒါကပုံနေတဲ့မြေခွေးလားဒါမှမဟုတ်တရားလားဆိုတာကိုတော့မသိခဲ့ပါဘူး ညနေရောက်တော့တော့ကမီးဆက်ယူဖို့အတွက်အင်ဒီနဲ့တူ reject စီကိုတွားခဲ့ကြပါတယ်။ဝိုရီယာနေတဲ့ကြားကသူတို့ကအိမ်ပြန်လာခဲ့ကြပြီးလမ်းမှာဗီလာနဲ့ပုံပြောနေခဲ့ကြပါတယ်။ဗီလာကသူ့ကိုယ်တည်းစိတ်ပူနေပြီးတော့အပိုးရဲ့အိမ်နဲ့ပတ်သက်လို့တကူးကူမားနေကြောင်းယုံကြည်နေခဲ့ပါတယ်။ဒါမဲ့တော့ကတော့သူမရဲ့စကားကိုစိတ်ထဲမထည့်ဘဲနဲ့လက်လူရှူတာခဲ့ပါတယ်။တော့ကမွေးရဲမှာမီးဆက်ကိုနိုးနေတော့အင်ဒီကအနာကဂျုံဘုတ်တွေကိုစိုက်ကြည့်နေခဲ့တာပါ။အဲဒီဂျုံဘုတ်တွေကမူမမှန်ပဲနဲ့တကူးကူရှိနေတယ်လို့ထူးခြားနေခဲ့တာပါ။ အဲဒီတော့ဒရုန်းယောက်ကအိမ်ထဲဝင်ကြည့်ခဲ့ကြပြီး TV ကြည့်ကမုံစားခဲ့ကြပါတယ်။ရောက်တဲ့အခါမှာတော့အင်ဒီတယောက်အိပ်ပျော်နေတော့မြောက်ခန်းထဲရောက်နေပြီးတော့လက်မဲတစ်ခုကလည်းသူ့စီကိုလှမ်းလာတဲ့အိမ်မက်ကိုမျက်နှာခဲ့ပါတယ်။လန်တို့လာတဲ့အခါမှာတော့ခွေးလေးကသူ့သခင်အဖိုးရဲ့တပ်ပုံတွေကိုလိုက်ကြည့်နေခဲ့ပါတယ်။အဲဒီမှာတော့နီယံပေါ်မှာပတ်ထားတဲ့ retriever ခွေးလေးဘန်တစ်ရဲ့တပ်ပုံလည်းပါခဲ့ပါတယ်။မနေ့ရောက်တော့တော့ကခွေးစာထည့်ပေးနေတော့အင်ဒီကမြောက်ခန်းတကားကိုအနက်ခံကြည့်မိခဲ့ပါတယ်။ တခါတစ်ဖက်ချမ်းမှာကိုချေရာတွေအပြည့်ဖြစ်နေခဲ့ပြီးတော့တရားဥကအပြင်ကိုအရန်ထွက်ကျင်တဲ့အတွက်ကြိုးစားခဲ့ပုံပေါ်နေခဲ့တာပါခွေးလေးကိုစားကြွေးပြီးတဲ့အခါမှာတော့သူ့တခင်ကအလုပ်ကိစ္စနဲ့ထွက်သွားပါတယ်အင်ဒီကတော့ brain box ကြီးပြေးသွားပြီးတော့သူ့တခင်ပြန်လာမဲ့အချိန်ကိုစုံစမ်းနေခဲ့ပါတယ်ပေါင်လာတဲ့အခါမှာတော့ခွေးလေးကမြောက်ခန်းထဲကအတန်တွေကြားလိုက်ရပြီးဘန်ဒစ်ကိုလည်းခန်းထဲမြင်လိုက်ရပါတယ်ဘန်ဒစ်ကအင်ဒီကိုလေကားကနေပေါ်တက်ကိုခေါ်သွားခဲ့တာပါအဲဒီမှာအင်ဒီကဗီဒီယိုအောက်ကနေအောင်ပေါ်ပါကို ရှာတွေ့ခဲ့ပြီးအဲ့ဒါကအရင်ကရှိခဲ့တဲ့ဘန်ဒီရဲ့အမှတ်အသားပဲဖြစ်ပါတယ် ဘွာကိုနှက်ခံပြီးတဲ့နောက်မှာတော့သူကဘန်ဒီရဲ့ဇာလက်ကိုမြင်လိုက်ရပါတယ်။အကောင်းဆိုးအတုခေါင်ကသူ့တခင်ကိုလိုက်လံနှောက်ယှက်ခဲ့ပြီးနောက်ပိုင်းမှာလက်မဲကြီးကခွေးလေးစီရောက်လာကကျမ်းပြပေါ်မှာသွေးဆဲချို့တာကြံနေခဲ့တာပဲဖြစ်ပါတယ်။ထိတ်လန့်သွားတဲ့အင်ဒီကဗီရောအောက်ကနေထွက်လာခဲ့ပြီးတော့လေကားကနေတယောက်ယောက်တက်လာတာကိုမြင်လိုက်ရပါတယ်။သူကအီကန်းလေးကဂရင်အောက်မှာပုံနေတော့အိမ်မှန်ရောက်လာတဲ့သူ့တခင်တော့ဝင်လာတာကိုမြင်လိုက်ရပါတယ်။ဒါမှမဟုတ်သူ့တခင်ကတော့သူ့ကိုမြင်ရတဲ့အတွက်ထူးပြီးတော့ဝမ်းသာတဲ့ပုံမပေါ်ခဲ့ပါဘူး။ တကယ်တော့သူတကင်ကချောင်းဆိုးနေခဲ့ပြီးတော့လက်ပေါ်မှာတန်ရာတွေလည်းရှိနေတာနေမကောင်းတဲ့အတွက်ပဲဖြစ်ပါတယ်။အင်ဒီကအဲ့ဒီညမှာမဲအောင်ဆက်တကူပြန့်နှံ့နေတာကိုမြင်ခဲ့ရပေမဲ့သူတကင်ကသူ့ကိုဂရင်းဘော်ကနေဆင်းပြီးတော့ဂျမ်းမြင်ပေါ်မှာအိတ်ဖို့မောင်းထုတ်လိုက်ပါတယ်။မနေ့ရောက်တော့ခွေးလေးကကားကိုတောင်ကနေတဆင့်တောထဲပို့သွားပါတော့တယ်။သုတ်တန်ကိုရောက်တော့သူကကူရီလျှောက်သွားရင်းနဲ့အရေးတစ်ခုချင်းကပ်လာတာကိုလည်းတတိထားမိလိုက်ပါတယ်။ဒါမဲ့လေဒါကအီမဲမန်နေခဲ့တာပဲဖြစ်ပါတယ်။ နိုးလာတော့ခွေးလေးကကျမ်းပြေပေါ်ကရှုံနေပေပွားနေတဲ့ခြေရာတွေကိုမြင်ပြီးတော့အောက်ထက်ကနေစူညံတန်ကိုလည်းကြားလိုက်ရပါတယ်။အောက်ဆင်းကြည့်လိုက်တဲ့အခါမှာတော့သူတခင်ကအိတ်တဝက်နိုးတဝက်နဲ့လမ်းလျှောက်နေရင်တကားကိုကောင်းနေစောင့်နေတာကိုတွေ့လိုက်ရပါတယ်။အင်ဒီကသူ့လက်ကိုတီးလိုက်တော့မှပဲတော်တယောက်ပြန်တတိဝင်လာပြီးတော့မြောက်ခန်းကိုကြည့်ခဲ့ပါတယ်။အိတ်ခန်းနဲ့ပြန်ရောက်တဲ့အခါမှာတော့တော်ကဒီပီဖွင့်ကြည့်ခဲ့ပါတယ်။အင်ဒီကဂရင်းဘောထိုင်ပြီးချောင်းဆိုးနေတဲ့တော့ကိုကြည့်နေတော့မှပဲတော်ရဲ့ကျမကြီးဂျီနီကပို့ပြီးတော့ဆိုးလာခဲ့ပါတယ်။ မနေ့ရောက်တဲ့အခါမှာတော့ဗီလာကတော့ကိုဖုံးဆက်ခဲ့ပေမဲ့တော့ကတော့သူ့ကိုအေးမပါတဲ့ကိစ္စတွေနဲ့မနှောက်ယှက်ဖို့ကြမ်းကြမ်းတမ်းတမ်းပဲပြန်ပြောလိုက်ပါတယ်။သူကဒီတော့တွေကိုထွက်လာတာလူတွေစိတ်နှောက်ယှက်ပေးတာမခံကျင်တဲ့အတွက်ကြောင့်ဖြစ်ကြောင်းပြောခဲ့တာပါ။အဲဒီချိန်မှာအင်ဒီကကားကိုယ်တော်တကားဟာသူ့လိုလိုပွင့်နေတာကိုမြင်လိုက်ရပါတယ်။ကားကိုယ်တော်လေးကိုကြည့်နေရင်နဲ့ခွေးလေးကထိုင်ကုန်တလုံးကိုတွေးလိုက်ရပြီးဗန်ဒေးရဲ့မှတ်ဉာဏ်တွေကလည်းပြန်ပေါ်လာခဲ့ပါတယ်။ဗန်ဒေးကဖျားနာပြီးချောင်းဆိုးနေတဲ့ဖိုးကိုရှေ့မှာထိုင်နေခဲ့ပြီး အဖိုးရဲ့နောက်ကနေမြောက်ခန်းတွေကလင်မဲကြီးကလည်းလှမ်းလာတာကိုမြင်လိုက်ရပါတယ်။မြင်လိုက်ရတဲ့ပြက်ကိုသဘောပေါက်ပြီးတဲ့အခါမှာတော့အင်ဒီကသူ့ကိုယ်သူမထိန်နိုင်တော့ဘဲနဲ့ကားကိုယ်တော်ထဲမှာကြောက်သေးပါမိသွားကသူ့နောက်ွယ်ကတကူးကူးကလှူရှားသွားတာကိုတော့တတိမထားမိခဲ့ပါဘူး။ခဏကြာမှာတော့တော့ကမြောက်ခန်းထဲမှာရှုံနေပင်နေတဲ့အင်ဒီကိုတွေ့လိုက်ရပြီးအင်ဒီကအင်းရှိတကားမှာတုံရင်နေခဲ့ပါတယ်။တော့ကလည်းသူ့ကိုယ်ရီချိုးခန်းထဲကိုခေါ်သွားပြီးတော့စေးကြောပေးခဲ့ပေမဲ့လည်းအဲ့ဒီချိန်မှာချောင်းဆိုးရင်နဲ့သွေးပါလာပြီးတော့ခွေးလေးနဲ့ရီချိုးကန်ကလည်းဆင်သွားခဲ့ပါတယ်။ ။သွေးတွေကိုဈေးကျော်ပြီးတော့သူကအင်ဒီကိုခေါ်ပြီးနောက်ထပ်ဆက်ဆီးဖို့အတွက်ဈေးုံကိုထွက်ခွာသွားခဲ့ပါတယ်။ဈေးုံမှာတော့သူရောဂါကနောက်ဆုံးဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်ဈေးတက်ကိုစမ်းသပ်ဖို့တောင်ဆရာဝန်တွေကတော့ကိုလက်မခံခဲ့ကြပါဘူး။ဈေးပြားငဲသွားတဲ့တော့ကတော့တမယိုးကျဈေးပညာကနေရိုးရာကုထုံးနဲ့စူးစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အင်းဒီချင်းတွေကတော့သူတို့ဒေသမှာဆေးဘက်ဝက်အပင်တွေပေါက်လေမရှိကြောင်းပြောခဲ့ပေမဲ့ဖြားနာနေတဲ့တော့ကိုတော့ဒါကမတားဆီးနိုင်ခဲ့ပါဘူးဒီနောက်မှာတော့သူကအေကန်းထဲမှာအပင်တွေတန်းစီချထားခဲ့ပါတယ် ။အင်းဒီကတော့မကောင်းဆိုးဝါးတတဝါပေါ်လာမှာကိုစိုးရိမ်နေခဲ့ပါတယ်။ပြောင်းနိုင်ပြီးအောက်မှာအမဲရောင်ရေတခုပေါ်လာတာကိုသူကမြင်လိုက်ရလို့ပဲဖြစ်ပါတယ်။အရေးပြောက်သွားတဲ့အခါမှာတော့ခွေးလေးကဂရင်ပေါ်မှာငိုနေတဲ့သူ့သခင်ကိုနှစ်သိမ့်မှုသွားခဲ့ပါတယ်။ညမိတ်ခင်မှာအင်ဒီတောက်ဂရင်ပေါ်တက်ကတော့ဘီနာမှာလဲအိတ်လိုက်ပြင်မဲ့လဲတော့ကတော့သူ့ကိုချမ်းမြင်ပေါ်ဆင်းခံခဲ့ပါတယ်။အင်ဒီကကော်စိုးပေါ်မှာလဲနေနေတဲ့ဘေးကမ်းမှာတယောက်ယောက်လမ်းလျှောက်နေတာကိုလည်းမြင်လိုက်ရပါတယ်။ လူစိမ်းနောက်ကိုလိုက်ပြီးအောက်ထက်ဇင်းသွားတဲ့ခွေးလေးကလည်းပွင့်နေတဲ့မြောက်ကန်းတကားကနေတောက်ပနေတဲ့ဒူးစန်းတဲ့အရာတစ်ခုကိုတည်ထားမိလိုက်ပါတယ်။သူကတဲကိုချောင်းကြည့်လိုက်တဲ့အခါမှာတော့အောက်မှာလဲကျနေတဲ့သူ့တခင်ကိုမြင်လိုက်ရပါတယ်။ရိုးတဲ့တော့ကလေးဘက်ထောက်ပြီးတော့လေကားကနေပေါ်ကိုပြည့်တက်သွားခဲ့တာပါ။အိမဆိုးကနေနိုးလာတဲ့အခါမှာတော့အင်ဒီကလက်တစ်ဖက်ကသူ့ကိုဆုပ်ကင်ပြီးတော့ဂရင်းအောက်ဆွဲခေါ်သွားတာကိုကြုံတွေ့လိုက်ရပါတယ်။ဒါမဲ့ဒါကလည်းနောက်ထပ်ကြောက်စရာအိမဆိုးတစ်ခုဖြစ်နေခဲ့တာပါ။ တကယ်တမ်းမှာတော့သူတခင်ကအိတ်နေရင်းနဲ့ကျမ်းမြင်ပေါ်ပြုတ်ကျလာတာသူ့ကိုဖတ်ထားတာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးကဘေးကန်းကယေရီကုကိုမြင်လိုက်ရပြင်မဲ့လဲတွားကြည့်ဖို့တတိမရှိခဲ့ကြပါဘူး။တောကအိန္ဒိယကောင်းကိုပတ်သက်နေတဲ့ရုတ်တရက်သူ့လက်ကလည်းမဲနဲ့တွားခဲ့ပါတယ်။အဲဒါကြောင့်ခွေးလေးကကြောက်လန့်သွားခဲ့ပြီးတော့သူ့လက်ကိုကိုက်ပါတော့တယ်။ဒီနောက်မှာတော့တောကတန်ရာကိုကုသဖို့အတွက်အိတ်ကန်းတွေကနေထွက်သွားခဲ့ပြီးသူ့ကိုလည်းဗီဒီယိုပေါ်မှာလျှော့ဝဲစမ်းကြတဲ့တရဝါကစိုက်ကြည့်နေခဲ့ပါတယ်။ သူတခင်သတိမေးလဲကြသွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့အင်ဒီတယောက်ကိုညီဖို့ပြေးသွားခဲ့ပေမဲ့တကားကသူ့ရှိမှာရင်သူ့ဘာသာပိတ်သွားခဲ့ပါလို့လေတကားကိုဟောင်းသွားပြီးတဲ့အခါမှာတော့အင်ဒီတယောက်ဘဝင်းရှင်ကိုပတ်ကြည့်လိုက်တဲ့အခါမှာရေချိုးကနေကပရင်းပေါက်တကားပွင့်နေတာကိုတွေ့လိုက်ရပါလေသူကအဲဒီကနေထွက်လာပြီးလာသာဆောင်ခေါမိုးပေါက်ကိုရောက်သွားကအိမ်ရှိကခြုံလေးကြားထဲကိုပြုတ်ကျသွားခဲ့ပါလေခဏကြာတဲ့အခါမှာတော့ခွေးလေးကကူညီတောင်းဖို့အတွက်အင်ဒီချင်းရဲ့အိမ်စီကိုတောထဲကနေဖြတ်ကအရှိန်အဟုန်နဲ့ကိုပြေးသွားတော့လေ အေမဲကြီးလိုက်လာလားမလာလားဆိုပြီးတော့နောက်လက်ကျင်းနဲ့အင်ဒီတယောက်ရစ်ချက်စင်ထားတဲ့ထောင်ချောက်ထဲမှာမိသွားခဲ့ပါတော့လေအဘူညီမဲနေတဲ့သူ့ဘော်ကိုတပင်တွေကြားကအေမဲတခုကချင်းကပ်လာတဲ့အခါမှာတော့သူကရုံထွက်ဖို့ကြိုးစားခဲ့ပေမဲ့အချင်းကြီးပဲဖြစ်နေခဲ့ပါတယ်တယောက်ကကာကွယ်မဲနေတဲ့ခွေးလေးကိုလမ်းကန်လိုက်ပါတယ်တကယ်တော့အဲ့ဒီလူစိမ်းကတတိပြန်လေလာတဲ့တော့ဖြစ်နေခဲ့ပါတယ်သူကအင်ဒီကိုထွက်ပြေးတဲ့အတွက်စူပိုခဲ့ပြီးတော့အိမ်သားမှတန်ကျိုးနဲ့ချုပ်ထားလိုက်ပါတော့လေသူသခင်ကခဏတော့ပြောသွားခဲ့ပေမဲ့မကြခင်မှာပဲခွေးစာပကံကိုကန်ပြီးတော့ပြန်လာပါတော့လေ အပြင်မှာကြံခဲ့တဲ့တက်စာရှိခွေးလေးကမွေးရည်တွေကနေခွေးရင်ခေါင်းမိုးပေါ်မှာတက်ထိုင်နေခဲ့ပြီးအိမ်ခန်းပြတင်းပေါက်ကနေလမ်းကြည့်နေတဲ့သူ့တခင်ကိုတွေ့ကမတက်မတာဖြစ်နေခဲ့ပါတယ်။ပွေးကဘရင်းပေါက်ကနေပျောက်ွယ်သွားတဲ့အချိန်မှာတော့အင်ဒီတောက်ပဝင်းကျင်ကိုကြည့်ရှုပါတော့တယ်။သူကမောင်နှင်းမှာတောက်ပနေတဲ့မျိုးလုံးတွေကိုမြင်လိုက်ရပါတယ်။အဲဒါကတော့အနားမှာရှိနေတဲ့တောခွေးတစ်ကောင်ဖြစ်နေပါတယ်။ခွေးလေးကသူ့ကိုကြည့်နေတော့ရေမဲကြီးကနောက်ကနေကိုချင်းကပ်လာခဲ့တာပါ။အိန္ဒိယမကောင်းဆိုးဝါးတံတဝါကိုရှောင်ရှားဖို့အတွက်ခွေးအိမ်ထဲဝင်ပုန်းခဲ့ပေမဲ့လည်း ခွေးအိမ်ထဲမှာတခုခုပေးကြံနေတာကိုတွေ့လိုက်ရပါတယ်။ခွေးလေးကအထဲကနေအိမ်ကမ်းပရင်းမောက်ကိုလမ်းကြည့်ပြီးပိုဝိုးပြီးဆိုးရွားလာတဲ့သူ့တခင်ကိုလည်းကြည့်နေခဲ့ပါတယ်။မြောက်ထဲကနေလင်မဲကြီးထွက်လာတဲ့အခါမှာတော့အင်ဒီတယောက်အပြင်ကိုပြေးထွက်လာခဲ့ပါတယ်။တန်ကျုကသူ့ကိုအယောင်းမှာသွားမပေါ်အောင်တားဆီးထားခဲ့ပြီးလူမဲကြီးကလည်းခွေးလေးကိုသူ့စီဆွဲခေါ်သွားပါတော့တယ်။အဲဒီချိန်မှာအင်ဒီကလိမ်မာပန်းတဲ့နီးပြူဟာကိုတုံးခဲ့ပါတယ်။သူကအချိန်ယူပြီးတော့ခွေးရင်ကိုဝင်တိုက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်လေးချိန်ကြောင်ခွေးရင်ကလည်းပြတ်သွားခဲ့ပါတယ် သူကတန်ကျိုးချီထားတဲ့ပစ္စည်းတွေတဲ့တသားတန်ကိုရိုက်ချိုးနိုင်ခဲ့ပြီးအဲဒီနောက်မှာတော့အိမ်စီကိုပြန်ပြေးခဲ့ပါတယ်။သူကပိတ်ထားတဲ့တကားကိုကြည့်ပြီးတော့အိမ်ထဲကိုဘယ်လိုဝင်ရမလဲဆိုတာတွေးနေတော့မှာပဲ။မမြင်နိုင်တဲ့တကူးကူးကမြောက်ခမ်းတကားကိုဖြန့်ပေးလိုက်ပြီးတော့အောက်ထက်ကတကားကိုလည်းဖြန့်ပေးခဲ့ပါတယ်။မိုးရီဆိုနေတဲ့လေကားကနေဆင်းသွားတဲ့အင်ဒီကအနီရောင်ပေါ်ပါပါတဲ့ခွေးရဲ့ရိုးစုကိုတွေးလိုက်ရပါတော့တယ်။အဲဒါကတော့ပျောက်ဆုံးနေတဲ့ဘိုးရဲ့ခွေးလေးပန်တေးရဲ့ရိုးစုပဲဖြစ်ပါတယ်။အဲဒီချိန်မှာပဲအိမ်ခမ်းလေးကတော့ကအသက်ရှူကြပြီးတော့နောက်ဆုံးထွက်သက်ကိုရှူထုတ်လိုက်ရပါတယ်။ ရုတ်တရက်သူကနေပြန်ကောင်းလာခဲ့ပြီးစူရန်တန်ကိုကြားလိုက်တဲ့ခါမှာတော့ဂရင်ဘော်ကနေထလာခဲ့ပါတယ်။အခန်းထဲကဗျောင်းနိုင်တွေကတတိုင်းပြီးတတိုင်းငိမ့်သွားခဲ့တဲ့အတွက်ပျက်စီးလက်တဲ့လင်းရောင်ပဲကြံတော့ကတော့ကကျမ်းမြုံပေါ်မှာရှုံ့ပေးနေတဲ့ခြေရာတွေကတ်လာတာကိုမြင်လိုက်ရပါတယ်။ကျောင်းလန်တရားနဲ့တော့ကတကားပိတ်ဖို့ကြိုးစားခဲ့ပေမဲ့မမြင်နိုင်တဲ့တခုခုကသူ့ကိုပြန်ပြီးတွန်းထုတ်ခဲ့ပါတယ်။အဲဒီအချိန်မှာသူကမိရင်ကိုဖွင့်ပြီးတော့အမောင်တို့ကိုဖယ်ရှားပစ်ခဲ့ပါတယ်။ရောက်ကန်းကနေဝင်လာတဲ့အင်ဒီကလင်းရောင်ကိုမြင်တဲ့အခါမှာတော့ပြေးလာခဲ့ပါတော့တယ်။ ခွေလေးကလည်းသူ့ရဲ့ချစ်ရတဲ့သခင်ကိုနှစ်သိမ့်ပေးခဲ့ပါတယ်။တောကသူ့ကိုတွေ့ရတဲ့အတွက်ဝမ်းသာနေခဲ့ပြီးတော့အပြင်မှာညားရီခိုင်းခဲ့တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။ဒါမဲ့ခွေလေးကိုပုတ်တတ်ရင်လည်းတောကကြောက်စရာကောင်းတဲ့ကျဲတစ်ခုကိုတတိထားမိလိုက်ပါတယ်။သူကဘေးနားမှာဆေးရည်ပြောင်းကျဲနေတဲ့ဂရင်းပေါ်မှာသူ့ရဲ့လောင်းကိုမြင်လိုက်ရတာပဲဖြစ်ပါတယ်။ဒေသံသွားပြီဖြစ်ပြီးတော့တရေဖြစ်နေကြောင်းသူကသဘောပေါက်သွားကမကြခင်မှာပဲသူ့နောက်ကျောင်းမှာလူမဲကြီးပေါ်လာခဲ့ပါတော့လေလူမဲကြီးကတော့ကိုဆွဲပြီးတော့မြောက်ခန်းစီကိုခေါ်သွားခဲ့တာပါ အင်ဒီကသူ့သခင်ရဲ့ဝိညာဉ်နောက်ကိုပြေးလိုက်ခဲ့ပေမဲ့လည်းတောကတ်ထားတဲ့တကားကိုဝင်တိုင်းမိသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲခွေးလေးကရဲရင်စွာပဲ brain box ကနေခုန်ချလိုက်ပြီးတော့မန်ဂိုခွဲကအပြင်ကနေမြောက်ခန်းလေးကိုဝင်ရောက်ခဲ့ပါရယ်။မြောက်ခန်းထဲမှာတော့ခွေးလေးကကိုဝင်ပေါက်ကိုမြင်လိုက်ရပြီးအဲဒီကနေတောရဲ့ကြောက်လန့်တကြားအော်ဟစ်တန်လဲထွက်ပေါ်လာခဲ့ပါရယ်။အင်ဒီယာသူတခင်နောက်ကိုလိုင်းင်းနဲ့ပါမန်မသိရတဲ့နေရာတစ်ခုကိုပြေးဝင်သွားခဲ့တာပါခဏကြာမှတော့သူကရွှေနေပေးချန်နေတဲ့တော့ကိုအပြင်ကိုဆွဲထုတ်လာခဲ့ပါတယ ဒါပေမဲ့လည်းအဲ့ဒီချိန်မှာလူမဲကြီးကတကားကနေဝင်လာခဲ့ပြီးတော့သူစတင်ထားတာကိုဆုံးသက်ဖို့ကြိုးစားပါတော့တယ်။သူကရေပြောသွားကတော့ရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်သွားခဲ့တာပဲဖြစ်ပါတယ်။တစားကြီးအင်ဒီကတော့ချွဲကြည့်နေတဲ့သူ့သခင်ကိုကြည့်နေခဲ့ပါတယ်။တော့ကသူ့ကိုခွေးကောင်းလေးဖြစ်ကြောင်းပြောခဲ့ပေမဲ့သူ့ကိုတော့ကဲတင်နိုင်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။တော့ရဲ့ဝိညာဉ်ကအင်ဒီကိုအဲ့ဒီမှာပဲနေဖို့မိန်ပေးပြီးတော့နောင်ဘွားရဲ့မောင်လူတွေကိုတပြေးပြေးဝင်ရောက်ပြောက်ွယ်သွားပါတော့လေ။ ဝမ်းနေနေတဲ့အိန္ဒိယရင်ကဗန်တက်လိုပဲမြောက်ခမ်းထဲမှာတယောက်တည်းကျန်နေခဲ့ပြီးတော့ပြိမိနေခဲ့ပါတယ်။သူသခင်ရဲ့နောက်ဆုံးမိန့်ကိုနာခံရင်းတဲ့ခွေးလေးကလည်းထိုင်နေခဲ့တာပါ။အခုဖြစ်သူကိုလာကြည့်တဲ့ဗီရာရောက်လာတော့မှမြောက်ခမ်းဝင်ပေါက်ကိုဖွင့်ကြည့်ခဲ့ပြီးအိန္ဒိကိုလည်းကယ်တင်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့ခွေးကောင်းလေးကသူ့ရဲ့သခင်မရှိရာဘော်ကိုပြေးတက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကတော်ရဲကနေကားနဲ့ထွက်သွားပြီးတော့ဘဝသစ်စီကိုသွားခဲ့ပါတယ်။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဆုံးဒီနားဆင်ပေးခဲ့ကြတဲ့ဒိုးချင်းဒီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။